ပြမတူကသူ့ယူဆပါလဲလို့ဆိုသူကဘလို့ယူဆတော့ဆိုနတ်တိတော်တမနောဝါပြမနောဝါရေဣဒအာခိစေယပြမပြေကိုလာနိုင်တဲ့တကူကြီးတဲ့တမနာပြမနာဆိုတော့လောကမှာဖြစ်ဘူးလူတွေဟာဘလို့တကူကြီးကြီးငါတို့စီရောက်အောင်မလာနိုင်ပါဘူးဆိုဒီယူဆယူဆအဲ့တော့တရက်မှသူကအဲ့ဒါကို သူ့အယူဆကိုဆွဲဆဲမြင်းမြင်းနဲ့အလူတွေတဲ့ဘသူမှတကူရှင်တကူရှင်နဲ့ပြောနေတဲ့သမဏပြမဏတွေမြမပြေတော်ရောက်အောင်မလန်းနိုင်ပါဘူးဘသူမှရောက်အောင်မလန်းနိုင်ဘူးမြမပြေဟာအလွန်ဝေးလံတယ်သူတို့စီကိုမလန်းနိုင်ဘူးလို့ဆိုတဲ့အယူဆကိုပြောပြနေတဲ့အခါမြတ်စွာဘုရားကကြားလိုက်တယ်ကြားလိုက်တာနဲ့မြတ်စွာဘုရားရုပ်ကြီးစေတော်အကြောင်းတော်မှာကွဲပြောက်ပြီးတော့အဲ့မြမရဲ့ရှေ့သူ့ရဲ့ကောင်းကင်ယံကနေပြီးတော့မြတ်စွာဘုရား ေဇောဓကတိုင်းကိုဝင်စားပြီးတေဇောကတိုင်းဝင်စားပြီးအလွန်ကိုသူ့တဲ့လွန်စွာတောက်ပလွန်စွာတောက်ပတဲ့အလင်းရောင်တွေနဲ့ဖန်ဆင်းပြီးတော့သူ့ရဲ့ကောင်းကင်ယံကနေမြတ်စွာဘုရားတင်မြင်ခွေးထိုင်နေလိုက်တယ်။ဘာကနေဆိုပေါ့သူတော်မျက်စိချိန်သွားလောင်းအယောင်ကတောက်ပတာ။အဲဒီလိုတောက်ပတဲ့အလင်းရောင်တွေဖန်ဆင်းပြီးမြတ်စွာဘုရားပြမပြေကိုကြွားလိုက်တယ်။အဲဒီလိုကြွားလိုက်တဲ့အချိန်မှာရှင်မောဂလန်က ဒိဗစကုနဲ့ကြည့်တယ်ဘုရားပဲကြွသွားလဲဆိုဘယ်ကြွသွားလဲဆိုတော့အော်မြတ်ပြည်ကြွသွားတာဆိုမြင်လိုက်တယ်သူဒိဗစကုနဲ့မြင်တာ ਨੇ သူကလည်းပဲချက်ချင်းရှင်မောကရံကဘုရားနောက်ကလေလိုက်သွားတယ်သူတို့ကလည်းအများရန်ကြည့်နေတယ်တော့ဘုရားနောက်ကလေလိုက်သွားပြီဘုရားရဲ့နည်းနည်းနှိမ့်တဲ့နေရာအရှိမျက်နှာကနေပြီးတော့ရသော်ဘုရားရဲ့အရှိမျက်နှာဘက်မှာ ဖရတဲ့နေပြီးနေတဲ့နေရာကကောင်းကင်ယံမှာတကိုးနဲ့ဖန်ဆင်းပြီးတော့ခုနတောက်ပတဲ့အယောင်တွေတေဇောတဲ့နဲ့ဝင်စားပြီးတကိုးလုံးဟာတောက်ပထိန်ဝါနေတဲ့အလင်းရောင်ကြီးဖြန့်ကျက်ပြီးတော့အဲ့မှာတင်မြင်ခွေးထိုင်နေတယ်အဲ့ဒါလို့ရှင်မောကလန်လည်းရောက်သွားရောနောက်ထပ်ကရှင်မာကတ္တဝါကလည်းတွေးလိုက်တယ်ရှင်မဟာကပိဏဆိုတာလည်းတွေးတယ်ရှင်အနုရုဒ္ဓကလည်းတွေးတယ်ဘုရားပဲကြွသွားပါလိမ့်ဆိုတော့ အဲ့ဒါမြမပြေကြွသွားတာမြင်တော့ရှင်မကသဘကြီးကလည်းလိုက်ပြီးတော့တောင်ဘက်ကနေပြီးမြတ်စွာဘုရားရဲ့နှိမ့်တဲ့နေရာတောင်ဘက်ကိုကြောပေးပြီးဖရာဘက်ကိုမျက်နှာမူပြီးတော့ထိုင်တယ်။တပ်ပါတဲ့ရောင်ခြည်တွေဖန်ဆင်းပြီးတော့ထိုင်တယ်။နောက်တစ်ခါရှင်မကပိဏဆိုအဲ့ဒီမထေရမြတ်ကြီးကလည်းပဲတကိုယ်နဲ့ဖန်ဆင်းပြီးမြမပြေကိုလိုက်သွားတယ်။လိုက်သွားပြီးတော့တောက်ပါတဲ့ရောင်ခြည်တွေနဲ့ အနောက်ဖက်မျက်နှာကနေမြတ်စွာဘုရားရဲ့နှိမ့်တဲ့နေရာတဆင့်နှိမ့်ပြီးတော့ဘုရားဘက်ကိုဥတီပြီးတော့ထိုင်နေတယ်။အနောက်ဆုံးရှင်နုရုဒ္ဓမထေရမြတ်ကလည်းလိုက်သွားပြီးတော့မြတ်စွာဘုရားရဲ့ဒီမြောက်ဘက်ကနေပြီးတော့မြတ်စွာဘုရားဘက်မျက်နှာမူပြီးတေဇောဓကတိုင်ဝင်စားလို့ဒီကုလုံးတောက်ပတဲ့ရောင်ချီလေးတဲ့မြတ်စွာဘုရားဘက်ကိုလှည့်ပြီးတော့ထိုင်။အဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အလဲဘဟုကအမြင့်ကမြတ်စွာဘုရား အရှိဘက်ကမြတ်စွာဘုရားလက်ဘက်ကိုလှည့်ထိုင်တာရှင်ဘောကလံတောင်ဘက်ကမြတ်စွာဘုရားကိုလှည့်ထိုင်တာရှင်မာကတ်တဗ္ဗအနောက်ဘက်ကမြတ်စွာဘုရားကိုလှည့်ထိုင်တယ်မြတ်စွာဘုရားဘက်လှည့်ထိုင်တာရှင်မာကပိတံမြောက်ဘက်ကနေမြတ်စွာဘုရားကိုလှည့်ထိုင်ပြီးတော့မြတ်စွာဘုရားကိုမျက်နှာမူလှည့်ထိုင်တာရှင်နုရုဏရှားနာကြီး၄ပါးနဲ့မြတ်စွာဘုရားဖြမပြည့်ကိုရောက်သွားကြတယ်အဲ့ဒီလိုကောင်းကင်ယံမှာတက်ပြီးတော့ ွမ်းတကူတွေနဲ့တာသနာရဲ့အစွမ်းတကူရှိချောင်းဗြမပြည်ကိုကြွပြီးတော့ပြလိုက်ကြတယ်။အဲဒီလိုပြလိုက်ပြီးတဲ့အခါမှာရှင်မောက္ကလန်ကစပြီးတော့မေးတယ်နော်ရှင်မောက္ကလန်ကစပြီးတော့မေးတယ်ဒီဒီဘလောက်စွမ်းတကူကြီးတဲ့သမဏပဲဖြစ်ဖြစ်ဗြမဏပဲဖြစ်ဖြစ် ီမြမပြေကိုမလာနိုင်ဘူးဆိုတဲ့မင်းအယူဆကနေ့ထိရှိနေတော့လားမင်းကြည့်ပါလားလောကကြီးမှာဒီအန္တမတကိုးရောင်နေနဲ့တောက်ပြောင်နေတယ်မြတ်စွာဘုရားကိုယ်တိုင်မြမပြေကိုရောက်နေတာမင်းတွေ့တယ်မဟုတ်လားမင်းမရှိဘူးဆိုရင်မင်းအယူဆရင်ဘယ်မှနေလဲလို့ရှင်မောကလန်ကနေစပြီးတော့ပြောလိုက်တယ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့သူကပြောတယ်မလာနိုင်ဘူးဆိုရင်အယူဆတော့သူ့မှာမရှိပါဘူး ရှိတော့ပါဘူးလေ။တော့ဆက်ဆော့ဘုရားနဲ့အခုလိုယန္တာတွေကိုတွေ့လေရလို့မရှိတော့ပါဘူး။မရှိတော့ပါဘူး။ဒီကနေ့သူ့အနေနဲ့ကတော့သူ့ရဲ့အစွမ်းတကူတွေနဲ့ဒီတာလွန်နဲ့ရက်ဆော့ဘုရားတို့ဒီမှာရောက်နေဒါပေမဲ့လို့သူ့မြမပြေနိစ္စထာဝရတကယ်ခံရတဲ့ဘဝပါလား။အဲ့ဒါပြောတဲ့အခါကျတော့ မြတ်စွာဘုရားကသဗ္ဗေသင်္ခါရအိဆာလောကမှာမင်းဘဝဟာလည်းဘယ်တော့မှမမြဲဘူးဘလောက်ကြာလို့ရှိရင်မင်းဟာတည်ရမယ်ဆိုတဲ့ဟာလေးအဲ့ဒီမြမကြီးကိုသဗ္ဗေသင်္ခါရအိဆာသင်္ခါရမှန်သမျှမြဲတာမရှိဘူးဆိုတဲ့တရားတွေနဲ့ခေါ်ပြောပြီးတော့ဖြမကြီးဟာသူ့ဘဝဟာလည်းမမြဲဘူးဆိုတဲ့အတိတိသွားတဲ့အခါထိတ်လန့်တုန်လို့ပြီးတော့သွားတယ်အဲ့ဒါကိုဥပမာပေးထားတာရှိတယ်တော်တယ်မှာတဲ့ ရှင်ကြီးတွေပဲဖြစ်ဖြစ်နော်တခြားသရဝါကြီးတွေဟာရှင်သေးတန်ကြားလိုက်လို့ရှင်လန့်သွားတာပဲတဲ့လန့်သွားကြတယ်အဲ့ဒါလိုပဲကောင်းကင်ရံကမြမကြီးတွေဟာလေမြတ်စွာဘုရားက တပ်ပြီးသင်္ခါရအိဋ္ဌာလို့ခေါ်လိုက်တာနဲ့တပြိုင်နဲ့သူတို့ဟာလန့်သွားကြတယ်ဟာငါတို့လည်းတရားမှဆိုပါလားဆိုတာကိုယ်ကမမြဲဘူးဆိုတဲ့သဘာဝတရားတွေကိုသိရှိပြီးတော့ထိတ်လန့်တုံ့လုံသွားကြတယ်မြတ်စွာဘုရားကအဲ့ဒါလိုတန်ဝေကားတွေဖြစ်အောင် တရားဟောပြီးတော့အဲ့ဒီမြမပြေမှာပြောင်းွယ်ပြီးတော့စေတော်အကြောင်းတော်ပြန်ကြွသွားတယ်။အဲ့ဒီလိုယသော်ဘုရားပြန်ကြွသွားတဲ့အခါကျတော့အဲ့ဒီမြမကြီးကသူ့ရဲ့ဟိုအခိုင်းအဆိုင်တွေမှာသူ့ပြည်သက်တဲ့မြမတို့ကိုခေါ်ပြီးတော့သူကရှမောက်ကလန်စီသွားမေးစမ်းပါဘာမေးရမှာလဲဆိုတော့အခုလို့တကူအဋ္ဌိပတ်တွေပြည့်စုံ ရသော်ဘုရားရဲ့တပည့်တော်ဝကလျာတခြားရောရှိသေးလားရှင်မောကလန်တို့ရှင်မာကတ္တဝါတို့ရှင်မာကဗိနာတို့ရှင်နုရောဓာတို့ပြည့်ဒီလိုတကူရှိတဲ့ကိုတော်တွေရှိသေးလားလို့မေးခိုင်းတယ်ဆိုတာတခြားတကူရှိတဲ့ပုဂ္ဂိုလ်တွေရှိသေးလားလို့မေးခိုင်းတယ်မေးခိုင်းတော့ရှင်မောကလန်ပြောလိုက်တယ်တေဝိဿအဋ္ဌိပတ္တဆာစေတောပရိယကောဝိတာ ေဝိဇာဆိုဝိဇာသုံးပါးနဲ့ပြည့်စုံရတယ်ဒေဝဆကုအပုဝေနိဝါသာလောတတိဝိဇာဒေဝဆကုဝိဇာအာသဝေခယဝိဇာဆိုဝိဇာသုံးပါးအေတိပတ္တစွမ်းတကောတွေနဲ့ပြည့်ဝကြစေတောပရိယာယကောဝိတာသူများစိတ်ဖြစ်မှုတွေနဲ့ပတ်သက်ပြီးသူများစိတ်တွေကိုသိနိုင်စွာရှိတာခိနာတဝရဟန္တောအာသဝတရားတွေလောကကုန်ဆုံးတဲ့ယဟန်နေပု ုဒ္ဓတတာဝကမြတ်စွာဘုရားရဲ့တပည့်တာဝကလေးအလွန်ပဲများတယ်ငါတို့လေးပါးနဲ့မကောင်းများရှိတယ်ဆိုရှောက်လန်ကဖြည့်ဆူလိုက်တယ်အဲ့ဒီကြတော့မှအဲ့ဒီမြမကြီးဟာသူ့မာနကိုချပြီးမြမပြေကိုလာနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတဲ့အယူအဆသူပဲဖြတ်ပြီးနောက်ဆုံးကြတော့မြတ်စွာဘုရားကိုချီးကျူးကိုးဝယ်တယ်